ကိုယ်ဥညာနှစ်ပါးသောတေစုပွဲပြီးတော့မင်္ဂမနီလို့တာရ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 ာဘာတီ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 ဘာလဲဟိုပွဲပြီးဘာ9မိနစ်မဟုတ်စက္ကန့်ပိုင်းပိုင်းလို့တော့ရဲ့ဒီလားစက္ကန့်ပိုင်းပိုင်းလို့တော့လားမကြမီချိန်တော်တည်းမှာ drone နေနဲ့ကျဲတော့မှာ၆လုံးနဲ့နေပြီးတော့ဟေ့အောင်ဟာနေရှောက်ပြောနေတာလေမင်းကဟာစက္ကန့်ပိုင်းပိုင်းလို့တော့လားဟိုရှောက်ပြောနေတာမဟုတ်ဘူးအဘအဘအခုဘာဖြစ်နေလဲကြာကျွန်တော်တို့တချို့ပြော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 တခိုးလူမိတယ်လို့ဖြစ်နေဗျာဟုတ်ပြီမဟုတ်ဘူးတခိုးလူမိအဲ့ ခိုးရတဲ့တခုငါတို့ပြန်ဖမ်းရမယ်လေအဲပြန်ဖမ်းပြီးတော့အေးအေးယူရမယ်လေအဲ့ခိုးရတာတချုံကြီးတချုံကြီးခိုးလားခိုးကောင်းဆောင်တော့ရအောင်ဟဲ့ငါတိတချုံကူမင်းမြတ်တခိုးလေမဟုတ်ဘူးတခိုးမဟုတ်ဘောင်းလေးဘောင်းစားမှန်တယ်ဗျာအခုတချုံကြီးလုံးပုံကိုင်းကိုလည်းကြည့်ဦးတချုံကြီးကဘာလုပ်တယ်ထင်ဘာလုပ်လို့လဲအခုကျွန်တော်တို့ကိုကျိုးတော့နောက်ခံပြုတ်နေကျွန်တော်အင်အားကြီးနိုင်ငံနှစ်ခုငါတို့အိန္ဒိယချင်းနိုင်ငံတရုတ်ဘယ်နိုင်ငံလဲအိန္ဒိယတရုတ်နဲ့ကျွန်တော်အိန္ဒိယနဲ့တရုတ်နဲ့အိန္ဒိယအေးဟုတ်တယ်အဲအခုအဲ့တရုတ်နဲ့အိန္ဒိယကိုလေ ။အဘတို့တက်ချုံကြီးတို့ကလေရန်တိုက်ပေးသလိုဖြစ်နေတယ်တိလာပေါ့။ရရရရမလုံးနဲ့မလုံးနဲ့ရန်တိုက်ပေးလို့မရဘူးလေကွာမင်းငါတို့ရဲ့အင်းနီနာချင်းနဲ့မိဖက်နိုင်ငံတွေကွာ။ဟုတ်တယ်လေ။မိဖက်နိုင်ငံဘယ်လိုလုပ်ရန်တိုက်ပေးလဲငါ့ကိုပြောသားမဟုတ်။အတိကျပြောတော့အတိကျမဟုတ်ဘူးငါတုံးမှာတော့။ဩအဘရဲ့အခုကျွန်တော်ကိုကိုချင်းကိစ္စကိုကိုချင်းကိစ္စအဘမသိဘူးလား။ကိုကိုချင်းရန်ကုန်တိုင်းနေကွာ။ဟုတ်တယ်လေ။ဒါပေမဲ့ तू ကဒီကိုကိုချင်းရဲ့အပိုင်ကဘင်္ဂလားပင်လယ်ထဲမှာရှိတယ်ကွာ။ဟုတ်တယ်ဘင်္ဂလားပင်လယ်နီးအိန္ဒိယနဲ့နီးတယ်လေ။နော်အခုအဲ့ကိုကိုချင်းမှာမပါလို့ထားရဲဆိုတော့ဘာလို့ဒီတရုတ်ကျွန်တော်စစ်စခန်းဖွင့်ထားတယ်လေ။ ဟာရရအဲ့ဒါအဲ့ဒါသိသွားပြီလားသိတာဗောဒီငါကိုကိုကျုံးကဟိုဘက်ထိတ်နေဒီဘက်ထိတ်ကိုကိုးမိုင်ခွဲရှိတယ်ဟုတ်တယ်ဗျာအဲအရှင်ကကိုးမိုင်ခွဲရှိတယ်ဒီဒီလိုမျိုးကြတော့သူကလေးမိုင်ခွဲရှိတယ်လေးမိုင်ရရှိတော့အရင်တော့ငါဒီကိုကိုကျုံးမှာ ਨੇ လင်းရင်ခွဲရှိတယ်ဒါပေမဲ့အဲ့လင်းရင်ခွဲငါတို့တိုးချဲစောက်ထားတယ်အတူလေးပဲရှိတာအခုကလင်းရင်ခွဲကိုကျွန်တော်အရှင်ကြီးလုတ်လိုက်တယ်နောက်ပြီးရင်ကျွန်တော်အဆောက်အဦတွေစောက်တယ်အဆောက်အဦတွေစောက်တယ်အဆောက်အဦတွေစောက်တော့ငါတို့က ဘာဘူးမှမသိဘူးလေကွာဒီအုံးမင်းနေငါတို့ကာရတယ်ဟုတ်ပါပြီအုံးမင်းနေကာပြီးတော့ငါတို့ဒီဒီတရုတ်ကဒီပညာရှင်တွေနဲ့လက်နက်ကိုင်တွေနဲ့ဒီဥစ္စာတွေတရုတ်လက်နက်ကိုင်စစ်သားတွေအဲအဲ့ဒါတွေအကုန်လုံးငေါ့တဲ့ထားဖို့ငေါ့တဲ့အဆောက်အဦတွေငေါ့တိကျစောက်နေတာလေအဲ့ဒီကတွေအကုန်လုံးအိန္ဒိယတည်ပါပြီဟာကွာဖုံးဖုံးပြီးလောက်တော့ငါတိကုန်ပြီလားဟုတ်တယ်ဗျာဟိုတစ်ခါကွာကျွန်တော်နေပြီးလာအောင်ကဒီအိန္ဒိယလူကြီးတွေကလေကျွန်တော်တက်ချုပ်ကြီးကိုမေးတယ်ကျွန်တော်ဒီကိုကိုကိုကျုံးပေါ်မှာတရုတ်စစ်တဲ့ဟိုလောက်တယ်ဆိုတာဟုတ်လားဆိုတော့လုံးဝမဟုတ်ပါဘူးဆိုပြီးပြောင်းညင်းတယ်လေဟုတ်တယ်တတ်တာငင်းရမယ်တတ်တာဟိုဘလို့ကောင်းလဲအိန္ဒိယကဟို ငါတို့တရုတ်ဒီမှာသားငါတို့အထိုင်ချလိုက်မယ်ဆိုရင်သူတို့လည်းနည်းနည်းပါလန့်တာပေါ့လန့်တာပေါ့အဲ့တော့ तू ကဘာလုပ်လဲဆိုတော့ तू ကဘယ်လိုလုပ်သိတာလဲအော်သူတို့ဂျူတုတွေရှိတယ်လေအော်အပေါ်ပေါ်နေအပေါ်ကြီးကြည့်နေတာအပေါ်ကြီးကငါကောက်ကကွန်းကွန်းမယ်နော်အစအဦးတွေအစနောက်ဝင်ဆုံးဂျုံတရုတ်စစ်သားတွေတွာလာလှုပ်ရှားမှုအစအကုန်မြင်နေရတော့အဲ့တော့အိန္ဒိယကတချုပ်ကြီးကိုတန်တရာဝင်လာပြီအေးပေါ်နော်အေးပေါ်အဲ့ဒါကိုလေအပါတို့ကတွားပြီးတော့တရုတ်ကြီးကိုတွားတိုင်ဖို့မစင်းစားနဲ့ အေးကွာဝင်လဲဝင်ရင်စရာပဲကွာဒီငါကိုကိုကျိုးဒီဘက်ကကွာအလဲမှာငါတောင်ကုန်းလေးရှိဟုတ်တယ်ဟုတ်တယ်ညာဘက်ဆိုအဲ့တောင်ကုန်းလေးဘောကကြည့်လိုက်မဟိုအင်းကြီးရဒီဥစားနေဆက်ကွာမိလေးတွေဖိတ်တော့ဖိတ်တော့ငါတို့မြင်ရတယ်ကွာနော်အဲ့ဒီကိုကိုကျိုးရဟိုဘက်မှာငါတို့ကိုကိုလေးကျွန်းဆိုတာရှိတယ်ထားလိုက်ပါတော့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တေယုန်ကြီးကိုသွားတိုင်ဖို့တော့မစဉ်းစားနဲ့နော်တေယုန်ကြီးကအခုချိန်မှာဘာဖြစ်နေလဲတရားတေယုန်ကြီးကလေဟိုလေမျက်ပူစိုက်ုံနေတယ်မြက်ပြူဆိုင်ဆိုင်မြက်ပြူဆိုင်ုံနေမကောက်မြေကြီးတဲ့ဘာဝင်နေပြီမြေကြီးတဲ့ဘာဟုတ်တယ်ဗျာဟုတ်ပါဘူးဘလို့ဘလို့မြေကြီးတဲ့ဝင်တာလေဟုတ်ပါငါမင်းကပါလေ ဟိုလူနာမျက်ပြူကြိုက်ရင်ဆရာဝန်ကြိုက်တာမဟုတ်ဘူးကျွန်တော်ပြောပြမယ်တရုတ်ကြီးကမျက်ပြူကိုစိုက်နေတာမျက်ပြူကိုစိုက်နေပြီအခုဘာဖြစ်လို့လဲသိရခုကျွန်တော်တို့အမေရိကန်တမန်တော်ဒေါ်နယ်ထရန့်ဒေါ်နထွဲ့ဒေါ်နထွဲ့ဒေါ်နထွဲ့နေရသူတို့ကနေရောမိတ်ဖက်ဖြစ်နေပြောတာနားထောင်ဟိုအဘရဲ့ကျွန်တော်ပြောတာအရင်နားထောင်ဟိုအရင်ကကျွန်တော်ရှာရှင်မိတာပါမဟုတ်ဘူးအဘရဲ့ကျွန်တော်ပြောတဲ့သတင်းလေးကိုစုံအောင်နားထောင်ဟိုအဲ့ဒေါ်နထွဲ့ကဘာလုပ်လဲအရင်ကတရုတ်ကုန်စည်ပစ္စည်းတွေကို30ရာခိုင်နှုန်းကျွန်တော်အခွန်ကောက်တယ်ဟုတ်တယ်ဒီ30ရာခိုင်နှုန်းကောက်တော့မှဘယ်လောက်ဂျွန်းပြန်သွားလဲ နော်တရုတ်ပြည်မှာအမကြားတယ်နော်အကြားလာဗောအခုနောက်ထပ်တရားရာဂိုင်းလုံးတွန်းပြီးတော့ကောက်မယ်အားလုံးပေါင်း130ရာဂိုင်းလုံးဖြစ်သွားပြီဟာရေရေရေဟကမာမအခုတိုးကောက်တဲ့နိုင်ငံအများဆုံးနိုင်ငံသူ့နိုင်ငံဖြစ်သွားပြီတရုတ်နိုင်ငံဖြစ်သွားတယ်ဟာအဲ့ဒါဆိုရင်တရုတ်ပစ္စည်းတွေကအမေရိကန်မှာမရှိတော့ဘူးဗောတရုတ်ပစ္စည်းဘယ်လိုပဲတွင်းတွင်းအခွန်130ရာခိုင်နှုန်းကောက်မယ်။အော်ဒီလိုပေါ့ဒေါ်နယ်ထရွတ်ကလည်းမင်းတို့တွင်းရဲ့တွင်းကြီး။အာတွင်းငါတို့တွေကကောက်ပြီးသားပဲ။ဟုတ်တော့ အာအဲ့လိုဖြစ်နေပြီအဲ့လိုကြတော့အခုတေယောကြီးလည်းမျက်ဖြူစိုက်နေပြီဟာဘာလို့လဲဒေါ်နယ်ထရပ်ကတော့စီးပွားရေးသမားပီပီစီးပွားရေးနဲ့တိုက်နေတာပေါ့ဒါပေါ့ဟိုအဲ့ဒါလေးကကျွန်တော်အဘသိအောင်တင်ပြပေးတာသတင်းလေးတမူနော်အခုဆက်လက်ပြီးတော့ကျွန်တော်တို့ဒီညနေပိုင်းသတင်းလေးကိုကျွန်တော်တင်ပြပေးမယ်ဒါကတော့ပထမဦးသွားကျွန်တော်တင်ပြပေးမယ်သတင်းလေးကတော့ကျွန်တော်စကိုင်းတိုင်းစကိုင်းတိုင်းမုံရွာမျိုးပေါ့နော်မုံရွာမျိုးရဲ့သတင်းလေးကိုကျွန်တော်တင်ပြမယ်ဒါကတော့ဘာလဲဆိုတော့စကိုင်းတိုင်းမုံရွာမျိုးနယ်တဲ့တာစီကျေးရတာစီကျေးရရဲ့အနောက်ဘက်မှာရှိတယ်ကျွန်တော်တို့ရဲ့စကမစစ်တဲ့ နော်စစ်ကရှိတယ်ကျွန်တော်တို့တောင် ထောင်ကြီးကွင်းထောင်ကြီးကွင်းနဲ့ရဲစခန်းအဲ့ရဲစခန်းကိုကျွန်တော်တော်လိုင်းတက်တွေကဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုကျွန်တော်တင်ပြပေးမယ်နော်ဗျဟုတ်တော်လိုင်းတက်ဖို့တွေတိုက်ခိုက်နေတာကွာတောက်လျှောက်ကိုတောက်တောက်လျှောက်တောက်လျှောက်တိုက်နေတာတောက်လျှောက်တိုက်နေတာအားကြောင့်မို့နော်အဲ့ဒါကသတင်းရဲ့ဟိုပါဘောဟိုလေးအစားကဘာလဲဆိုတော့မုံရွာမြို့နယ်တဲ့တာတီကျေးရအနောက်ဘက်မှာရှိတယ်ကျွန်တော်တို့ရဲ့စကမအထိုင်စခန်းနော်အဲ့အထိုင်စခန်းနာမည်ကထောင်ကြီးကွင်းထောင်ကြီးကွင်းလို့ခေါ်တယ်အဲ့ထောင်ကြီးကွင်းเนี่ยကျွန်တော်ရဲစခန်းနှစ်နေရာပေါ့เนาะအဲ့နှစ်နေရာကိုတဲ့ကျွန်တော်ဗမာတက်မှာတော့ အမှတ်နဲ့ကျွန်တော်စစ်ဦးစီးကုတ်ကဲရေးရုံးပေါ့နော်ကုတ်ကဲမှုလက်အောက်မှာရှိတယ်ကျွန်တော်အမှတ်ငါတုံညာငါတက်ရင်နဲ့မဟာမိတ်ပူပေါင်းတက်တရားဝိုင်းဝန်းပြီးကျွန်တော်တို့တိုက်ခိုက်တာတဲ့နော်အဲ့ဒီမှာကျွန်တော်တို့ဘယ်လိုတိုက်ခိုက်လဲဆိုရင်ကျွန်တော်တို့တိုက်ခိုက်ချင်းရတော့အများဆုံးအပြည့်55မိနစ်လောက်ကြာတယ်လို့ပြောရပါဘာ55မိနစ်တော့မပြည့်လေဟုတ်55မိနစ်လောက်ကြာတယ်အဲ့မှာကျွန်တော်တို့လက်လက်ကြီးလက်လက်ငယ်နေတယ်ပြည့်တယ်ပြီးတော့ကျွန်တော်တို့60မမ60မမနေတယ်ကျွန်တော်တို့ဒီစခန်းတွေပေါ့ကျွန်တော်တို့ရဲ့စကားမတွေရှိတဲ့စခန်းတွေကိုကျွန်တော်တို့ပြစ်ခတ် တိုက်ခိုက်တယ်လို့သိရတယ်ဗျ။အဲ့ဒီမှာကျွန်တော်တို့အသေးပြောက်ကတော့ကျွန်တော်တို့အမှရဲသုံးသေးတယ်ပေါ့နော်။ဟာရဲသုံးသေးတယ်ပြီးတော့ကျွန်တော်တို့ဒီဒဏ်ရရှိတဲ့သူကလည်းတော်တော်များတယ်လို့ပြောတယ်။အတိအကျတော့ကျွန်တော်မသိရသေးဘူး။ပြီးရင်ဘာဖြစ်လဲဆိုရင်အဲ့လို တည်တဲ့လူတွေရှိတယ်လို့ဒဏ်ရာရတဲ့လူတွေလည်းရှိတယ်ပြီးတော့ကျွန်တော်တို့ပျက်စီးဆုံးရှုံးမှုတွေလည်းတော်တော်များတယ်လို့ပြောတယ်အဲ့အဲ့ဒါဆိုကွာအတိအကျမိမိရာလေးငါ့ကိုတရင်ပေးပါအဲ့ဒါမှငါတက်ချုပ်ကိုငါပြောလို့ရမှာတက်ချုပ်ကိုပြောပြီးွားမှာသူ့သားရှီရနေပြီးတော့ငါတို့ဒီပဲတည်စည်းဒီကတော့ရအောင်အဆောက်အဦးတွေတော်တော်များများကျွန်တော်တို့ထိခိုက်ပျက်စီးတယ်လို့သိရတယ်ပါဒီ60မမနေနဲ့ပြတ်တော့နော်အဲ့ဒါလေးကကျွန်တော်တို့ဒီစကိုင်းတိုင်းမုံရွာမျိုးမှာရှိတဲ့ကျွန်တော်တို့ သွားလေးတစ်ခုပေါ့နော်တရင်လေးတစ်ခုအဲ့ဒါမမတွေကအလေသွားတာပေါ့မမတွေကအလေသွားတာအလေသွားတာအလေသွားတော့ဖြက်စီးလိုက်တယ်ပြောတယ်နော်အဆောက်အဦတွေတော်များဖြက်စီးသွားတယ်ဒါကတော့သခိုင်းနဲ့ရင်တရင်လေးဆက်လက်ပြီးတော့ဘာလို့ကျွန်တော်တင်ပြမိရင်တရင်ကတော့ကျွန်တော်လောင်းလုံးမြို့နေလောင်းလုံးမြို့ဟုတ်ပြီလောင်းလုံးဟုတ်လောင်းလုံးမြို့နယ်မှာရှိတယ်ဒီမြို့ရဲ့အနီးအနားမှာရှိတဲ့ကျေးရွာတွေပေါ့နော်ဒီကျေးရွာတွေကိုတဲ့ကျွန်တော်တို့ပေါ်တာဆွဲဖို့ ပေါ်တာဆွဲဖို့တော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဆိုတော့စစ်ကြောင်းထွက်လာတာပေါ့နော်ဟိုအဲ့ပေါ်တာဆွဲမယ်တော့တို့ကလူရည်တွေမရှိတော့ဘူးမရှိတော့ဘူးလေမရှိတော့တော့ကျွန်တော်တို့ဒါနေ့တိုင်းလူဆွဲနေတာပဲအဲ့လိုပေါ်တာဆွဲဖို့တော့ကိုတဲ့ဒီလောင်းလုံးမျိုးနဲ့နားမှာရှိတယ်ကျွန်တော်တို့ကြေးရည်ကိုဘလောက်များလဲမများလဲတော့မသိဘူးကျွန်တော်ပေါ်တာဆွဲဖို့ထွက်လာတဲ့စစ်ကြောင်းနှစ်ကြောင်းတစ်ကြောင်းနဲ့တော့မဟုတ်ဘူးအေးဟုတ်ပြီဟုတ်ကဲ့မရရအောင်ဆွဲတော့မှာအာမရစစ်ကြောင်းနှစ်ကြောင်းနဲ့ကျွန်တော်တို့ကဒီကြေးရတွေဘက်ကိုကျွန်တော်ဟိုထွက်လာတယ်ပေါ့ဗျာအဲ့လိုထွက်လာတဲ့အချိန်မှာတဲ့ကျွန်တော်အော်တိုဘားလာ၁၀ရက်နေပေါ့နော် ောက်တူပါလား10ရက်တော့နနက်10နာရီကမှလောင်းလုံမြို့အနီးမှာရှိတဲ့ကျွေးရများမှာကျွန်တော်ပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးရန်အတွက်စစ်ကြောင်းနှစ်ကြောင်းခွဲပြီးကျွန်တော်တို့ထွက်လာတဲ့ကျွန်တော်တို့ရဲ့စကားမှစစ်ကြောင်းပေါ့နော်အဲ့စစ်ကြောင်းကိုလမ်းတနေရာအရောက်မှာကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကနေပြီးတော့ကျွန်တော်ပိတ်ဆို့ပြီးတော့ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံခဲ့ရပါတယ်ဗျ။ အဲ့လိုပေါ်ပေါ်တာဆိုတဲ့ကလေးတွေမပါသေးဘူးမပါသေးဘူးအဲ့ပေါ်တာဆွဲဖို့အတွက်ပေါ်တာဆွဲဖို့အတွက်သွားတော့မှရှိသေးတယ်သွားတော့မှရှိသေးတယ်သွားတော့မှစစ်ကြောင်းတကြောင်းနဲ့မဟုတ်နှစ်ကြောင်းသွားတာအဲ့ဒီနှစ်ကြောင်းသွားတာကိုလည်းနှစ်ကြောင်းထွက်လာပြီဆိုတဲ့တင်းကိုတော်လိုင်းတက်တည်းရရှိထားတယ်ရရှိရတော့ကျွန်တော်လမ်းမတနေရာမှာစောက်ကြိုပြီးတော့ကျွန်တော်တိုက်ခိုက်ခြင်း ဝိုင်းဝန်းတိုက်ခတ်တယ်ပေါ့နော်အဲ့လိုတိုက်ခတ်တဲ့နေရာမှာကျွန်တော်ထိခိုက်တေဆုံးမှုကတော့တော်တော်များတယ်ပြောတယ်အခုချိန်ထိကျွန်တော်တို့ကဒါတိုက်ပွဲငယ်လေးတွေဖြစ်နေတဲ့အတွက်ကြောင့်တေဆုံးမှုစီးရင်ကျွန်တော်အတိအကျမသိရသေးဘူးပါနော်အဲ့အတိအကျသိရတဲ့ခါကျရင်အပေါ့ကျွန်တော်တင်ပြပေးမယ်မင်းပြောပုံရဆိုရင်ငါတို့ကဂျားပြတ်တိုက်ခတ်ရတာဆိုတော့လောင်းလုံးမှာမင်းအလောင်းတွေမပုံဘူးလေမင်းသတိထားလေဒါပေမဲ့ပုံတော့ပုံလိမ့်မယ်ဟုတ်တေးွားတဲ့လူတွေကိုဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်ကားသုံးစီးနဲ့ ကားသုံးစီးနဲ့ဒီလောင်းလုံမျိုးတဲနေတာတော့တွေ့တယ်ဒါပေမဲ့အသေးပြောက်ကဆင်းကဘယ်လောက်လဲဆိုတော့ကျွန်တော်မသိရသေးတာတေးတာတော့တော်သေးရပါမင်းပြောပုံရဆိုရင်ဟိုလောင်းလုံမှာအလောင်းတွေပုံသွားပြီဟုတ်ကဲ့ဒါပေမဲ့သူတို့တေသွားတဲ့လူတွေအခေါင်းစုံစုံလေးလေးလေးတော့မြုပ်သွားဒါတော့ဗာဒါဟိုတိုက်ပွဲအခြေအနေရပါတော့အခေါင်းစုံချင်းမှလည်းစုံမယ်အဲ့တေသွားတဲ့လူတွေကိုဒဏ်ရတဲ့လူတွေကိုအကုန်လုံးဒီကားသုံးစီးနဲ့ကျွန်တော်လောင်းလုံမျိုးကိုပြန်တဲသွားတယ်ပြီးတော့ဘာလုပ်လဲဆိုတော့ဘာတို့ရဲ့ကျွန်တော်စကမှတက်ကြည့်ရတတိရှိစွာနဲ့ပဲဒီလောင်းလုံလောင်းလုံမျိုးတွေကိုပတ်ပြီးတလက်တွေဖောက်တယ် နော်အမအဲ့မအဲ့တန်းတန်းဖြောက်တော့မဟုတ်ဘူး။တင်းကျွန်းသားငါမနီးနေတော့ဘူး။ဒီကအိုးတွေပါတယ်ငါတို့ကဟိုဥစားတိန်းထားတယ်မလား။ဟုတ်ကဲ့။ကြည်စံကုန်လိမ့်မယ်လေကွာ။ကြည်စံမကုန်အောင်လို့အဲ့ဖြောက်အိုးတွေကတော့လှည့်ဖောက်တာ။ဟုတ်ပါပြီဟုတ်ပါပြီနော်။အာတက်ပေါ့ဒီလောင်းလုံမျိုးတွေမှာပတ်ပြီးတော့တန်းတန်းဖြောက်ပြီးရန်ကားနေတယ်ကိုသိရပါတယ်ဗျ။ဒါကတော့လောင်းလုံတင်းလေးပေါ့နော်။ဟောဆက်လက်ပြီးတော့အပေါ့ကျွန်တော်တင်ပြပေးမယ်တင်းလေးကလည်းကျွန်တော်ရေးရေးမျိုးနယ်ပေါ့နော်။ ရေးမျိုးနဲ့မှာကျွန်တော်ဟုတ်ရေးမျိုးဆိုတော့ကျွန်တော်တို့ဒီဘက်ဟိုမော်လမြိုင်ဟုတ်ကဲ့မော်လမြိုင်ရေးအဲမော်လမြိုင်နဲ့ဒီကျွန်တော်တို့ဟိုကလည်းတင်းနာကြီးနဲ့ဒီလိုသွားသွားမယ်တဝဲတဝဲနဲ့သွားမယ်လမ်းပေါ့နော်အမှအမှရေးမျိုးနဲ့မှာကျွန်တော်ဟိုကျွန်တော်တို့ရဲ့တော်လိုင်းတက်ကရေးဘလူးအော်လုတ်ပြန်ပြီကွာရေးဘလူးကြောင့်ငါမကြားကြည့်ဘူးလို့ငါပြောနေအားကြောင့်ရေးဘလူးလို့မပြောဘဲကျွန်တော်ရေးမျိုးနဲ့လို့အရင်ပြောတာနော်အဲ့မှာကျွန်တော်ရေးဘလူးကနေပြီးတော့ကျွန်တော်တို့ဟိုဒီဘာပေါ့ကျွန်တော်စက်ကမရဲ့ခမရခမရကျွန်တော်တို့ငါငါကိုငါကိုတက် မျိုးမျက်စိကနည်းနည်းမှုံတော့ငါကုတ်တိနော်ငါကုတ်တိတရင်ကိုဝိုးတယ်ကျွန်တော်မမတွေအလေသွားတယ်ဆိုတဲ့တင်းလေးနော်မမတွေအလေသွားတယ်ဆိုတဲ့တင်းလေးပြောပြမယ်ဒါကတော့ဗာလဲဆိုတော့ကျွန်တော်တို့မနေ့ကကျွန်တော်ည9:00နာရီလောက်မှာပေါ့နော်9:00နာရီလောက်မှာတဲ့ကျွန်တော်တို့ဒီဟိုကျွန်တော်စကမရဲ့တရင်ပေါ့ငါကုတ်တိတရင်တဲ့ကိုဝိုးတယ်60မမစိန်ပြောင်းလက်လက်ကြီးများပြည့်တဲ့ကျွန်တော်တို့ဝင်ရောက်ပြီးတော့အနီးကန်တော့ပါဟာဒီတက်မတက်မကြီးကိုအနီးကအနီးအနီးကကိုသူကကတ်ပြီးတော့ကတ်ပြီးတော့ပြတာဟာဘလောက်တောင်နီးလဲမနီးလဲဆိုရင်ကျွန်တော်တို့ကမီတာ1000လောက်ပဲရှိတယ် မီတာတောင်ဆိုတော်တော်ကနေပြီတော်တော်ကနေပြီအဲ့မီတာတောင်လောက်ကနေပြီးတော့ကျွန်တော်တို့ဒီပေါ့60မမကျွန်တော်စိန်ပြောင်းနေနေပေါ့နော်ကျွန်တော်တို့၄ချက်ကျွန်တော်တို့ပြစ်သွင်းလိုက်တယ်တဲ့ ငါတို့ဘက်ကိုပြစ်သွင်းတာအဲ့တက်တက်မှတွေကိုပြစ်ထည့်တာငါတို့တွေကခံရတာပေါ့ဟုတ်တယ်ခံရတယ်ဒါပေမဲ့အဘတို့ကနည်းနည်းလေးတော့ကုသိုလ်ရန်ကောင်းသွားတယ်သီလားအဲ့လေးချက်မှာပြောနှစ်ချက်ပဲကွဲတယ်နှစ်ချက်အမကွဲဘူးဩဥစ္စာကြီးနှလုံးကကြီးအောက်အောက်ပါတယ်ပေါ့နော်အဲ့ဟိုပါပေါ့လေးချက်လေးချက်ပြစ်တဲ့နေရာမှာနှစ်ချက်ကျော်ထီးအောင်ပောက်ကွဲတယ်ပေါ့နော်အဲ့ပောက်ကွဲတဲ့နေရာမှာတော့ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့စကမာရီဘက်ကနေပြန်ပြစ်ပေါ့ပြန်ပြစ်တာပေါ့နော်ပြန်ပြစ်တာဘယ်အချိန်ပြန်ပြစ်တယ်သီလားည7နာရီထိုးမှပြစ်တာည7နာရီထိုးမှပြစ်တာပေါ့ तू ကဘာဖြစ်လို့လဲဆိုတော့ तू ကပြေးွားပြီးအောင်လို့ပြစ်တာ၆ခွက်ခံပြီးတော့ပေါ့လာဘူးလေ ီကွာလာပြစ်တာ9နာရီည9နာရီပြန်ပြစ်ပါလားမပြစ်ပဲနဲ့တစ်ချမ်းမှမပြစ်ပဲငြိမ်နေတယ်တဲ့ငြိမ်နေပြီးတော့မှည12နာရီလောက်ကြာမှရန်တမ်းပြီးတော့ကျွန်တော်ဟိုပါလေလက်လက်ကြီးလက်လက်ငယ်တွေနဲ့ပြန်ပြစ်တယ်လို့သိရတယ်ဗျအဲ့ဒါလည်းဒီလိုကွာသူတို့9နာရီလောက်ပြစ်တဲ့အချိန်မှာပြစ်ပြစ်ချင်းမဲ့သူတို့ထွက်ပြေးကြတာလေကွာထွက်ပြေးကြတဲ့ဟိုဘက်ကလည်းငြိမ်သွားပြီဆိုတော့သူကပြန်လာတာပြန်လာတာပြန်လာပြီးတော့သူကပြန်ပြစ်တာအမှန်တော့၆ကန်ကန်ပြီးငါတို့ကပြန်ပြစ်ပါတယ်ပေါ့ဟုတ်ဟုတ်ဟုတ်အဲ့အဲ့လိုမျိုးပေါ့ဒီပုံစံတိုင်းဆိုရင်မင်းရေဘလူးကမင်းအတွေးဦးဝါပြီးတော့မင်း ခွေးယူးတွေကိုပြစ်တာနေလိမ့်မယ်ဒါပေါ့ဒါပေါ့အပါရဲ့နော်ကိုမကလူလူအဲ့ဒါအဲ့လိုပြောကြောက်ကြမလို့ပါဘာမှန်တာပြောတာပဲမှန်တာပြောတာပဲမှန်တာပြောတာပြောက်မှန်တာပြောမှန်တိုင်းလည်းမကောင်းဘူးညီကွာဟုတ်ကဲ့ပါပါဒါကတော့ဒါဒီသတင်းကတော့အမှန်လေးပဲเนาะအဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီဒဏ်ရရှိတဲ့လူတွေထိခိုက်ပျက်စီးမှုတွေဘယ်လောက်ရှိလဲတေချေပျက်စီးမှုတွေဘယ်လောက်ရှိလဲဆိုတော့ဟိုအတိအကျတော့မသိသေးပါဘူးတကယ်လို့အတိအကျသိရပြီဆိုရင်တော့ဟိုအပေါ့ကျွန်တော်ဆက်လက်ပြီးကျွန်တော်တင်ပြပေးသွားမယ်เนาะပါเนาะဒါလေးကဟိုသတင်းလေးတစ်ခုပေါ့เนาะရေးဘလူးပေါ့ဒီကကျတော့ကျွန်တော်လာပြီးကျွန်တော်စကိုင်းတိုင်းကြောင့်မုံရွာ မုံရသတင်းလေးတစ်ခုဆက်ပြီးရှိသေးတယ်ဟာမုံရမုံရကွာမဟုတ်မနေ့ကလည်းဟိုကောင်ကောင်ကိုပြောသွားတယ်ဟုတ်ဟုတ်မုံရပြောပြီးဟိုကောင်ဆိုတော့ငါခုမှတပြည့်ရတယ်ပက်ပက်ပက် ဒီတော့ဒီတော့ဟောဟွာလာစိစာစိစာစိစာလေးရောက်နေပြီအောက်မှာလေအရေးကြီးတဲ့ဖုန်းလာလို့ဆိုဖုန်းပြောနေတာဖုန်းပြောတဲ့အတိုင်းတက်လာခဲ့မယ်တဲ့မင်းရင်သွားပြီးတရင်တင်ပြလိုက်ဆိုတော့ကျွန်တော်ရေလာတာအေးပါအေးပါနော်အားရေဟောပြောရင်ဆိုတော့ဟာကျွန်တော်တော့ချစ်တယ်နော်ကျွန်တော်ကြားတယ်ချစ်တာမဟုတ်ဘူးလေကွာမင်းကခုနကငါမနေ့ကငါ့ကိုပြုတ်ပြီးမင်းဘယ်များပြောက်သွားအရေးကြီးတရင်ဖုန်းဝင်လာလို့နော်ဟိုအရေးကြီးတရင်ကဘာလဲဆိုတော့ကျွန်တော်သံဆောင်မိုးလာပြီးနေမှာတဲ့တေပွဲရှင်ပွဲကြီးကျင်းပါမယ်တဲ့တေပွဲရှင်ပွဲကြီးကျင်းပါမယ်အခမ်းအနား ပျော်ပွဲရှင်ပွဲဟုတ်ကဲ့တေးပွဲရှင်ပွဲပါဘာလို့လဲဆိုဒီတလအတွင်းမှာတေးထားတဲ့ရဲဘော်တွေပေါ့နော်ရဲဘော်တွေကိုတေးသွားတဲ့ဟာကိုသူတို့တွေဘလို့တေးတယ်ဘလို့တေးတယ်ဆိုတာကိုပုံဖော်ပြမယ်ပုံဖော်ပြတာကဘလို့တေးအဲရတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်တေးတဲ့ခါမှာသူတို့ကဟိုကြာရှုံးချင်းကဘလို့ပျော်ရွှင်မှုကောင်းတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အဘဘက်ကလိုက်တဲ့ lobby lucianor တွေနဲ့အဲရုပ်ရှင်သမားတွေနဲ့ကိုပုံဖော်ခိုင်းမယ်တဲ့အဲ့တော့အဲ့လိုလှုပ်လိုက်တဲ့ခါမှာဘာဖြစ်သွားမလဲသိလားအခုမတေးသေးတဲ့ရဲဘော်တွေကနောက်တေးမဲ့ ့ခါကျရင်ပျော်ပျော်ရွှင်ရွှင်သေးနိုင်အောင်ဖြစ်သွားတာပေါ့အဲ့ဒါကအရေးမကြီးဘူးလောကကအရေးမကြီးဘူးမင်းတို့ကဘာလဲသတင်းကြိုးပြီးွားပြီးဒီဆောင်တိုင်းမှာမင်းကနေပြီးလမ်းတိုင်းလမ်းတိုင်းမှာတေးသေးဥပ္ပပုံစံမျိုးနဲ့လှုပ်လို့ဖြစ်နေတယ်အခုအဲ့မဲလက်ဖောက်ပြီးမှာတော့ပါအေးနောက်တစ်ခုမျိုးငါပြောပြအောင်အခုလိုင်းမုံမှာတက်နေတဲ့ကောင်းလေးတန်ချက်တိုင်နေတဲ့ကောင်းလေးကိုဘက်ကဒီ PDF တွေနဲ့တွန်လိုင်းတက်ဖွဲ့ဝင်တွေကို မို့ချိုးမြို့ချိုးပြောတာမပြောနဲ့လို့မင်းတို့အတန်တွေကိုလူတိုင်းတည်တယ်အဲ့အနုပညာသမားတွေလူတိုင်းတည်တယ်လို့မင်းတို့ခွေးပြေးဝက်ပြေးပြေးရတဲ့အပြင်ခွေးတွေဝက်တွေမင်းတို့သေလိမ့်မယ်လို့နည်းနည်းပါပြောတာတေပွဲရှင်ပွဲကြီးမှာအဘောက်လည်းဖိတ်လိုက်တယ်နော်ဗာနော်အဲ့လိုမျိုးဟောမင်းငါတချုံနဲ့ငါအတူဟာယောဘောင်းမပြေငါအဲ့လိုပေါ်နေငါမတက်ပါဘူးမင်းတချုံလို့မြမင်းငါမဲပေါက်မင်းအရာရှိတယ်လေဗာဟိုတေသွားတဲ့ဟိုရဲဘော်တွေရဲ့မိန်းမတွေကိုမဲပေါက်မင်းတဲ့ဟာမင်းလက်လောက်ပါပါလေးနော်တချုံကောင်မလေးတို့ချိုးတယ်ကွာနေတာဒီဆီယာမတ် တော်လိုက်တော့တော်လိုက်တော့တော်လိုက်တော့အဲ့ကြောင့်ပြောနေလေးလေးအရွယ်လေးကွာမင်းငါတို့ကမင်းအဲ့လိုလုပ်ပါမလားမင်းတက်ချုပ်ကလည်းအဲ့လိုမလုပ်ဘူးတက်ချုပ်ကကော်မန်လေးတွေငေးလို့မင်းငေးတာနဲ့မာကြီးကသွားလဲခုတ်တာဘာဘာမီးလေးတွေရွယ်ပေါ့အဘပဲမီးမယ်သူများမမီးဘူးမီးရဘူးမမီးရငါပဲမီးမယ်သူကမမီးတော့ပါဘူးသူကတက်ချုပ်ကြီးပဲဟောတက်ချုပ်တက်ချုပ်ကြီးမင်းတို့ကမင်းစားပြောမှားနေတာမင်းဟုတ်တယ်ဟုတ်တယ်ဗျ ဟိုဆက်လက်ပြီးတော့ဒင်းကြီးတင်ပြပေးဦးမှာနော်ဟုတ်ပြီဟုတ်ပြီဒါကခုနပြောတဲ့ကျွန်တော်မုံရွာပေါ့ဒီကကျတော့မုံရွာမှာကျွန်တော်ငါးသာကျွေးပွဲပေါ့ငါးသာကျွေးပွဲအော်ဒါပဲသတင်းကျွမှာဆိုတော့လာပြည်နေမှာငါတို့ရန်ပြီးတော့ဘေးမဲ့လွတ်ကြမယ်ငါးတွေလည်းလွတ်မယ်ငါးသာလည်းကျွေးမယ်ခေါင်းတွေကကစိုးနေပေါ့ပေါ့ဆုတ်မလားငါးသာကျွေးတာလိမ့်စာတို့ငါးသာတို့အဲ့ဒါကျွန်တော်သတင်းလေးတင်ပြပေးမယ်လေဘာကျွေးလဲဆိုတာသိရမှာပေါ့နော်အဲ့ဒါတော့ဘာလဲဆိုကျွန်တော်အောက်တိုဘာလတဲ့ကျွန်တော်၁၇ရက်နေ့မနက်၈နာရီပေါ့နော်အဲ၈နာရီခွဲလောက်မှာလေမုံရွာမြို့ကနေပြီးတော့အောက်ဘက်အောက်ဘက်ကိုစုံစမ်းလာတယ်ကျွန်တော်တို့စစ်ကော်မရှင် ရေရင်တွေရှိတယ်ကောင်းနေတာနော်အဲ့ရေနေရာတဲ့ကျွန်တော်ချင်းလင်းမြေကြောင်းရောက်ပေါ့နော်ချင်းလင်းမြေကြောင်းနဲ့တနေရာရောက်မှာတဲ့ကျွန်တော်တော်လိုင်းတက်တည်းရဲ့ကျွန်တော်တို့ပြစ်ခတ်ခြင်းကိုခံခဲ့ရပါတယ်တဲ့အဲ့လိုဟုတ်တယ်လေပါ ဲ့မှာကျွန်တော်တို့တေးမယ်ကြေးမယ်ကြေးပြီးကျွန်တော်တို့စက္ကမစစ်သားတွေကျွန်တော်ရေထဲကိုကြမယ်အဲ့မှာငါးသာကျူးမယ်ဟာကောင်းတာဗောငါးလေးလဲသူကဗောဗောဝါးလေးစားတာဗောငါးလေးရဗောဝါးလေးစားရတာတော့မှန်နေကွာအသက်တော့ပြန်ရှင်းပါတယ်ဒါပေမဲ့အဲ့ငါးလေးကအချင်းပြက်လိမ့်မယ်ငါးလေးပါငါးလေးပါတက်မဲ့ပုံစံဖြစ်နေတာဗောဟုတ်လားငါးလေးပါတက်ရတော့မယ်ဘာလို့လဲဆိုတော့ဒီငါတို့ဒီစစ်မိတ်္ဆာတွေရဲ့အသားကိုစားလိုက်တော့သူတို့လည်းငါးမိတ်္ဆာတွေဖြစ်သွားလိမ့်မယ် ဘပြောတာနော်ငါတို့ဟာကျွန်တော်မမနဲ့ပြောမိတာမင်းတို့ကတမျိုးကွာစိတ်မိတ်စာဆိုအဘပြောတာနော်မဟုတ်ဘူးလေငါရောရောမမနဲ့ပြောမိတာကွာအမှန်တိုင်းပြောတာတော့ပြောပါပါပါတယ်တကယ်လို့ကျွန်တော်တို့အဲ့လိုပေါ့ချင်းနှင်းမြေချောင်းရောက်လာကျွန်တော်ရေရင်15စီးပေါ့ရေနော်ကျွန်တော်ရေရင်15စီးအဲ့ချင်းနှင်းမြေချောင်းရောက်လဲရောက်လဲရောက်တော့ကျွန်တော်ဒီတော်လိုင်းတက်တည်းကလက်လက်ငယ်နေဝိုင်းပြစ်ဟာလက်လက်ငယ်နေတော့ဝိုင်းပြစ်တယ်။ဘာကြောင့်လက်လက်ကြီးနေမပြစ်တာလဲ။ရှစ်တွိုင်းမင်းနေဘာကြောင့်မခွဲတာလဲဆိုကျွန်တော်တန်လျက်ရှိ အဲ့တော့ကျွန်တော်အဲ့တရင်ကိုစုံစမ်းတဲ့နေရာမှာဘာဖြစ်လဲဆိုတော့ဘာဖြစ်လို့ဒီ shoot time mining ကိုမခွဲတာလဲဆိုတော့ तू ကဒီတင်းမောတွေအပေါ်ကနေတော့ကျွန်တော်တို့ဒီစက်တက်လေတီးတွေစက်တက်လေတီးတွေနဲ့ဒေါအောင်ရှော့ तू ကဝဲနေတာအင်းအဲ့လိုဝဲနေတဲ့အချိန်မှာကျွန်တော်ကဒီအဲ့လိုလုံးဝမှာတော့ဒါပေမဲ့တွန်လိုင်းရဲ့တက်တည်းကအုံတော်ကောင်းတယ်တော့ပါဒီ shoot time mining ကိုခွဲလိုက်မယ်ဆိုရင်မိကိုတွေထွက်သွားမယ်ဟုတ်တယ်အဲ့မိကိုထွက်သွားရင်အပေါ်ကကြည့်နေတာမိကိုထွက်တဲ့နေရာကို तू ကထုံပါ အဲ့တော့တွန်လိုင်းတက်တယ်ဘာလုပ်လဲမထုဘူးလေမစွဲဘူးလေမိုင်းမစွဲဘူးလက်နိုင်ငယ်နေတာဝိုင်းပစ်တာဟာပဲအဲ့တော့ဘယ်ကလာမှန်းမသိဘူးထေကြတာဗောအဲ့တော့ဆိုရင်တွန်လိုင်းတက်ဖို့ဘူးနေရအုံနောက်ရှိတယ်ဆိုတော့အုံနောက်မရှိတဲ့လူပြန်မင်းငါတို့ဒီဘက်ကရေချောင်းကဖြစ်နေတာဟုတ်ကဲ့ရေချောင်းရောဒီနေချောင်းရောအခုဘာလို့ဒီကျွန်တော်တို့ဘာလဲဘာလဲစက်တက်လေဒီ အဲ့လေဒီမောင်းလဲပြီးဘာဖြစ်နေတာအပျော်စီးအပျော်စီးလိုပဲရှောက်ပတ်စီးလိုဖြစ်နေဘယ်နာပြလို့ပြရမှာမသိဘူးဒီကောင်တွေကလည်းကွာစီကုံတာတက်တက်ဖြစ်နေတာပေါ့သူကအုံနောက်မရှိဘူးအောက်ကတော်လိုင်းတက်တာကြီးအုံနောက်ရှိတယ်ဒါတော့ကျွဲလိုက်ရင်သူတို့ကလည်းထွက်သွားတာဟာဒီကောင်တွေမိုင်းဆွဲရင်ထွက်လာတဲ့မီးကိုလိုကြည့်ကြည့်အဲ့ညာကိုပြည့်ဆိုပြီးတော့ညွန်ကြတာလားဘဲရမလဲဟိုကမမဆွဲဘူးလေလက်နဲ့ငယ်တွေပဲဝိုင်းပြတာအဲ့မှာကျွန်တော်တို့ရဲ့စကားမှတက်သားတွေရေထဲပြုတ်ကြပြီးတေးတာတော်တော်များတယ်ပြောရင်အေးခုနငါပြောသလိုပေါ့မင်းငါတို့ဒီ စကားမှာတကားတွေအသားတွေကိုစားပြီးတော့ငားတွေပါအကျင့်ပြည့်ချစားလိမ့်မယ်ဟုတ်ကဲ့ပါเนาะအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဒီတော်လိုင်းတက်တွေကနေပြီးတော့အဲ့လိုမျိုးကျွန်တော်လက်နဲ့ငယ်နေတဲ့ဝိုင်းဝင်းပစ်ခတ်ပြီးတော့ကျွန်တော်ဒီစိတ်ချတဲ့နေရာကိုပြန်လဲပြီးစုပ်ခွာသွားတယ်လို့သိရတယ်။ဒီစိတ်ကိုဘာလို့ဒီအောက်ကိုပစ်ချတာလဲမချနိုင်လေကွာစိတ်ကငါတို့ရိတ်ခါတို့ငါတို့ထားတာလေကွာစိတ်ချတဲ့နေရာလေသူကကျွန်တော်ကြည်လို့ရပါဘော။ဒါဒီဟို ကြည်လက်လက်ကြီးလွတ်ရလွတ်ရနေမျိုးကိုသူတို့ပြန်လဲဆုတ်ခွာသွားတယ်အဲ့လိုပြောသားတယောက်မှအထီးကိမရှိဘဲနဲ့ပြန်လဲဆုတ်ခွာသွားပါတယ်တဲ့နော်ပြီးတော့စိတ်ချရတယ်ဆိုတော့ငါဒီရိတ်ခါအတွက်စိတ်တွေများငါတို့ကဟုတ်ကဲ့ ယူလာလားပေါ့တေစင်းကိုသိကြရင်တော့ကျွန်တော်တို့ဒါနောက်နေ့ကျရင်ကျွန်တော်တင်ပြပေးမယ်ဘယ်လောက်သေးတယ်ဘယ်လောက်ငါးစားကျူးရဲဆိုတော့တင်ပြပေးမယ်နော်ဒီပေါ်ဒီဒီတေချင်းတရားပေါ့နော်ဒီ cooking မကစားခင်မှာငေါဒီယာဝင်ရနေပြီးတော့ငေါဒီယာလေရင်နဲ့ငါတို့ကပြစ်ကူပေးရမှန်ပါမှန်ပါနော်မှန်လားအခုကကျတော့လေအရန်ငန်းငန်းပြက်ပြက်နဲ့သံတောင်းစားဆန်ဆန်လုတ်တဲ့အရာတွေဖြစ်လာတယ်ဒါပဲသံတောင်း blue တွေလုတ်တာလေအဲ့သံတောင်းစားဆန်ဆန်လုတ်တဲ့သံတောင်းစားဒီကိုငေါဒီယာပြီးတော့တုတ်တင်ရှင်းနေရမယ်အမားတို့ရဲ့ထောက်တိုင်အုတ်ချုပ်ရေးမှုတွေလုတ်တာဒါပဲအဲ့ဒါသံတောင်းစားငယ်စားတွေနော်သံတောင်းစားကြီးရဒီမှာဒါပဲ မင်းတို့ကြီးဒီမှာဆိုတော့တက်ချောက်ကြီးကိုပြောတာတက်ချောက်ကြီးကိုပြောတာမင်းမင်းမင်းတို့နော်မင်းတို့နှစ်ယောက်နော်မင်းငါ့ကိုဖဲလို့ရတယ်အကွက်မြင်တာနဲ့မင်းငါ့ကိုဖဲနေရဟုတ်ကဲ့ပါပါဟောတန်းကလေးတင်ပြချင်တာမောင်ကြီးတို့ရှိတဲ့တောင်ကြီးမှာနော်အဲ့တောင်ကြီးစိန်ပန်းရက်ွက်မှာတဲ့စစ်မှုထမ်းကြီးမပေးနိုင်၍အမျိုးသမီးတူဦးကိုတဲ့အုတ်ချုပ်ရည်မှုနာမည်တော့ထမ်းထဲမပြောတော့ပါတန်းရွှေတဲ့နော်အုတ်ချုပ်ရည်မှုတန်းရွှေရတဲ့မိမအဲအမဟုတ်အုတ်ချုပ်ရည်မှုအမျိုးသမီးတူဦးကိုအုတ်ချုပ်ရည်မှုတန်းရွှေရရက်ွက်ထဲမှာမောင်းထုတ်တယ်တဲ့ ော်မောင်းထုတ်တယ်ဆိုတော့စစ်မှုထမ်းခြင်းမပေးနိုင်လို့အစမရန်ကြီးမပေးနိုင်လို့မောင်းထုတ်တာဟုတ်တယ်တော့ဘယ်လောက်ပေးရမလဲ9000တသိန်းအလိုပါအဲ့ဒါမပေးနိုင်လို့မောင်းထုတ်တာရက်ွက်ထရတယ်အာဒီပြည်သူတွေကစီးပွားထမင်းစားဖို့လဲရှာရတယ်တစ်ဖက်မှာစစ်မှုထမ်းကြီးလဲရှာရတယ်ဆိုတော့မဟုတ်တော့ဘူးလေအဲ့ဒါအရင်တုန်းကတသောင်းရှာတဲ့လူတွေကအခုက9000လောက်ထက်ရှာနေရဟိုဆရာဦးအောင်နေပြောတယ်ဟိုအယူမကြီးလိုပဲရှင်တို့ဂျွာမှန်တာပြောရင်ရိုက်တယ်တော့မှန်တာပြောရင်ရိုက်တယ်မှန်တယ်ပြောတဲ့လူတွေဂျွာပြင်ရောက်နေတယ်ဒီပုံစံတိုင်းဆိုဟိုတုန်းကရှိတဲ့ကားရှိရလေမှန်တယ် လူတွေကရွာပြင်းအောင်မှန်တဲ့လူတွေရွာပြင်းအောင်အဲ့ဒါဆိုရင်အမှန်တရားတွေကရွာပြင်းမှာရှိနေတာပေါ့ဒါပေါ့ဒါပေါ့ဒါပေါ့မျိုးတွေထဲမှာနေနေလူတွေကမအမားလုပ်တဲ့လူတွေမှန်တယ်မှန်တယ်မှန်တယ်ဟုတ်ဒီကကျတော့တန်းငယ်လေးတင်ပြခြင်းဒါဆလင်းမျိုးနေပေါ့နော်ကျွန်တော်မကွေးတိုင်းဆလင်းမျိုးနေနော်ငွေတောင်ကြေးရွာမှာလူငယ်၁၁ဦးဦးတဲ့စစ်တပ်ကစစ်မှုထမ်းဖြစ်ပေါ်တာဆွဲဖမ်းစီလူငယ်လေးတွေကြားနေတိုင်းလူလူဆွဲနေတာနော်ဗျရွာဒီရွာမှာလူငယ်လေးတွေအများဟိုမှာအင်ဂျီတရာရှိရဆိုအများဆုံးရှိဟိုအယောက်တရာပေါ့ဟုတ်တယ်တနေ့ကို၅ယောက်ဆွဲလိုက်၁၀ယောက်ဆွဲလိုက်ဆိုအဲ့ဒီရွာမှာအဖွားကြီးတွေအဖိုးကြီးတွေပဲရှိတော့တယ် ီပုံစံတိုင်းဆိုရင်ငါတို့မြန်မာနိုင်ငံကြီးမှာလူငယ်တွေဆိုတာမရှိတော့ဘူးလူငယ်တွေဆိုတာဘယ်နေတော့မလဲမနေရတော့ဘူးလေဘာဖြစ်လို့ဆိုတော့ဒီစစ်မိတ်ဆာအောက်မှာဘလို့နေနေကြမှာတော့ဟုတ်လားမလားဒီပုံစံလူငယ်တွေကလည်းငါတို့နိုင်ငံမှာမနေရတော့ဘူးနိုင်ငံသားရောက်နေတဲ့လူငယ်လေးတွေအလုံးလုံးနေတဲ့လူငယ်လေးတွေကိုလည်းဒီငါတို့ဒီလက်ရှိငါတို့တန်ရုံကလူတွေကလည်း အခုနေပေးရမယ်ဘာညာဆိုပြီးတော့ဖိနှိမ့်နေတယ်ကွာဖိနှိမ့်နေတယ်ဟုတ်ကဲ့အဲငါတို့ဟိုဥစား passport တွေငါတို့တက်တန်းတိုးမယ်ဘာညာဆိုရင်လည်းငါတို့တွေကတက်တန်းတိုးမယ်မင်းတို့တိုးပေးမယ်ဒါပေမဲ့မင်းတို့မဲစရင်လောက်ပါဘာညာအဲ့လိုပုံစံတွေလုပ်နေလို့အခုပို့ဆိုးတာပါနောက်ထပ်ပို့ဆိုးတာကျွန်တော်မြန်မာအစပကံအားလို့တော့ပြောလို့ရတယ်အဲ့ဒီနယ်မြေတွေမှာဘာလုပ်နေလဲဆိုတော့အခုပကံညောင်ဦးပေါ့နော်အဲစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီတဲ့ကန်နီဘောက်ကြေးရောမီးတင်ရှို့နေတယ်ထောင်ထောင်နဲ့ခြီသောပြည်သူများဘေးလို့ရအောင်ထွက်ပြေးနေရတယ် ကဲမင်းရှို့လိုက်ထွက်ပြေးကြတော့ဗောအဲ့ဖေးအားတွေကိုဟိုသာအားနာပါအောင်လို့နော်အဲ့ရလူတွေကိုအားနာကြပါအောင်လို့အေးအဲ့ဒါဆိုရင်ဟိုမှာလေငလုံးငယ်လုံးဝလေဟိုလူစားလေဟိုဇက်ပွဲတစ်ပွဲအငင်းပွဲတစ်ပွဲစုပါတဲ့ဒီနောက်သွားရတယ်မြန်မာစလာတာပကံငတ်မဟုတ်ပါမြန်မာစလာတာ တကောင်းကမဟုတ်ပါဒေါင်းမျိုးနွယ်စစ်မှန်ပါစေဆိုအခုတော့သူတို့ကဒေါင်းမျိုးနွယ်တွေဖြစ်နေတာဗောမတည်ဘူးအဘရဲ့အခုတော့အဲ့မှာညောင်းဦးမှာမလုပ်လဲဆိုတော့အကုန်လုံးအဲ့ရွာတွေကိုမီးရှို့တယ်ပြီးတော့အဲ့ရွာထဲမှာရှိတဲ့လူတွေကမနေရဲလို့မနေရဲလို့ထောင်ထဲကြည်ပြီးတော့ကျွန်တော်ဘေးလွတ်အောင်ထွက်ပြေးနေရတယ်ဒီဒေါင်းမျိုးဆိုတာတုံလင်းကြီးတစ်ဖက်ဝင်နေတဲ့ဒေါင်းမျိုးတွေလေကွာဟုတ်ပါပြီဟုတ်ပါပြီဒီကကျတော့အချောင်းချိုးမတိရမနဲ့ဒီကောင်တွေကနေမီးရှို့နေတာဟုတ်ကဲ့ဟုတ်ကဲ့ပြန်ပြန်ပြီးတော့ခံရမှာပါပဲဒီကကျတော့လည်းအဘတို့တွေကမလုပ်လဲဆိုတော့ကျွန်တော်တို့မနေ့ကတော့သတင်းထဲမှာပါတယ်လေချောင်းဦးရေစကန်ကိုဝင်ပစ်တယ်ပါညာပါပြီးသား အဲ့ဒီဟာကိုအခုဒီကကြတော့ချောင်းမျိုးနဲ့တဲ့ငလုံးတင်ငလုံးတင်စင်မြေရွာတို့တဲ့မြေရွာတို့စစ်တပ်ကပြစ်ခတ်တော့လက်နက်ကြီးကြားရပေါက်ကွဲရန်တမ်းပြစ်တာတို့ကသိရမှာတခုခုတို့ဘက်ကိုလာထိပြီဆိုရင်ရန်တမ်းပြစ်တာအဲ့လိုရန်တမ်းပြစ်တဲ့ခါကျတော့အဲ့ဒီရွာတွေကိုကြားရပေါက်ကွဲပြီးသူနှစ်ဦးတည်ဆုံးပြီးခလေးငယ်နှစ်ဦးပြင်းထန်ထန်ရရတယ် အဲ့ဒီကလေးငယ်နှစ်ဦးဆိုတာအနာဂတ်ရဲ့သူရဲကောင်းလေးတွေကွာသူတို့တခုခုပြုံရင်ဘယ်လိုလုပ်မလဲကိုရင်ငါစိတ်ပဲနေလက်ဒီအခုဖြစ်သွားပြီလေဖြစ်သွားပြီလားဖြစ်သွားပြီနှစ်ဦးတည်ပြီးနှစ်ဦးတန်ရရတယ်တဲ့ဖြစ်သွားပြီလို့မတတ်နိုင်ဘူးလေဘယ်လိုမတတ်နိုင်တာလဲပါကျွန်တော်ပြောတာကဘာလို့ကရမ်းသမ်းပြီးတော့ပဲပြင်နေတာဘာလို့တကအတီကြလည်းမသိဘူးအခုကလေခယူးဆိုင်စရာတခုဖြစ်လာပြန်ပြီအဲ့ဒါဘာလဲဆိုမြန်မာတန်တိုင်းငံလုံးမှာအခုထောင်နေထဲမှာဒိုင်ဦးထောင်ဆိုတာဒါနောက်မှာ တော့ဘူးเนาะနောက်မှဖွင့်ပွဲလုပ်တဲ့ထောင်လို့တော့ထောင်တောင်မှဖွင့်ပွဲလို့နောက်မှတိဆောက်တယ်ပြောတယ်နောက်မှတိဆောက်တဲ့ထောင်လို့တော့ပြောလို့ရတယ်ဒါပေမဲ့အဲ့ထောင်ထဲမှာအများဆုံးအဖိနှိတ်ခံနေရတာနိုင်ငံရေးအကျဉ်းသားတွေဖြစ်နေတယ်နော်လောကလည်းတက်လာဓာယူထောင်မှာမလားအခုလည်းဓာယူထောင်ထဲမှာပဲတဲ့နိုင်ငံရေးအကျဉ်းသား16ခုထောင်တွင်လူစုလူဝေပြုလုပ်တည်ဟုဆိုကမတရားတောက်ခတ်တိုက်ပိတ်ထားတယ်ဩနော် ကွာရိုးချီချင်းတော့မဟုတ်တောက်တောင်မှတင်ပေးလိုက်တယ်ဟဲ့ဟုတ်တယ်ဗျာတောက်တောက်ဆက်ပြီးတိုက်ပိတ်တာနော်တိုက်ပိတ်တာဒီတိုင်းတော့ပေးဟိုမလီဘူးတနိုင်ငံလုံးမှာလေအခုကပေါ်တာဆွဲတယ်တနေ့တနေ့ကြားနေရတာခလေးတွေတည်တယ်နော်ခလေးတွေပေါ်တာဆွဲကန်ရတယ်တရွာတရွာလုံးကလေထွက်ပြေးနေရတယ်ဘေးလူရအောင်အခုထောင်ထဲမှာနေတဲ့လူတွေလေကောင်းကောင်းမွန်မွန်မနေရဘူးဟုတ်ပါဟုတ်ပါအာဥသာမတရားဖမ်းဆီးပြီးတော့ဟာဒါအစည်းအဝေးလုပ်တယ်ဘာညာဆိုခြေချင်းတောက်ခတ်ပြီးတော့တိုက်ပိတ်ထားတယ်တဲ့အခုဒါနိုင်ငံ ဟိုငါပြောပြမယ်အရင်တော့ကဒီငါတို့ထောင်လိုင်းဥတည်ဦးကြီးရှိတယ်ဟုတ်တယ်ထောင်လိုင်းဥတည်ဦးကြီးကဘာပြောလဲဆိုဝိလေတော်ငါပြောတာနော်ထောင်လိုင်းဥတည်ဦးကြီးကနေပြီးတော့ရိုးတန်းခြိချင်းနေခြိချင်းနေမလုပ်နဲ့နိုင်ငံရေးသမားတို့ထောက်ထက်လေဆိုပြီးတော့ခြိချင်းနေမကောင်ထောက်တက်လိုက်တယ်ဟုတ်တယ်အော်မကြဘူးသူ့ကိုဥခင်ညုံကနေပြီးတော့ဆရာမန်းမသိဘာဘာမန်းမသိထောင်ပြန်ချလိုက်တယ်ထောင်လည်းပြန်ချလိုက်တော့သူလည်းထောင်လည်းလျှောက်ပြီးတော့သူထောက်တက်ခံလေးရတယ်ဒါပဲလေ တော့ဝက်ကလဲတာလေလဲမဘာလို့လဲဘာလို့လဲကြရင်လေအဲ့ခြေချင်းတွေတောက်ခွက်ပါဇက်ကိုအချီကျိုးနဲ့ချုပ်နော်နှာခေါင်းတစ်ခုပဲအသက်ရှူဖို့နှာခေါင်းတစ်ခုပဲအသက်ရှူရမှာမေးအသက်ရှူကမဝဟောဘူးအဲ့မှာတေပိုးဆိုးပစဟာအေးငယ်ကြီးတော့မြုပ်ခေါင်းလေးပဲဖော်ရမတိမ်မချင်းတေခွင်းနဲ့ပြစ်ဆွတ်ဆွတ်ဆွတ်တော့အမဘူးတေခွင်းနဲ့မပြစ်နဲ့တရွေးနဲ့ထိုးရမှာဩဘာလို့လဲကိုရက်ဆက်လိုက်တာကွာဘီလူရီကအဲ့လိုလုံးမယ်လို့ပြောတာကျွန်တော်လုံးမယ်ပြောတာမဟုတ်ဘူးဘီလူရီကအဲ့လိုလုံးမယ်တာပါဇက်ကသာပြောတော့ကွာတကယ်တကယ်ကြောင့်ပြည်သူတွေမလုံးရပါဘူးမလေးဒီကကြတော့တန်းငယ်လေးတင်ပြချင်တာမိုင်းလုံးမြို့နယ်တဲ့မန်ဟုံး ရွာကိုစစ်တပ်ကလေရင်ပြဘုံကျဲတိုက်ခိုက်မှုကြောင့်ဟာကလေးငယ်များအပါအဝင်တေဆုံးသူ73ဦးထိရှိတာ။နောက်ပြီးတော့မိုးမိတ်မြို့နယ်အောင်မြေရွာအနီးကိုလည်းစစ်တပ်ကလေရင်ပြဘုံကျဲတိုက်ခိုက်ပြီ။ဟာဒီပုံစံတိုင်းဆိုမင်းအညိုတရားနဲ့မိုးမိတ်ကိုမင်းမိုးမိတ်ကမိုင်းလောမိုင်းလောနောက်ထပ်ဘီလင်းမျိုးနဲ့ဟုတ်တယ်ဟုတ်တယ်ရှိသေးတယ်ရှိသေးတယ်ရှိသေးတယ်ဘီလင်းမျိုးနဲ့အတွင်းကအဲ့ပြင်းမပင်စိတ် တိဖာဒုတ္ထအကျေးရွာဟုတ်ပါလားမင်းဒုဥစားတယ်ဒိုရီဗီဘာဆိုနေတိဖာဒုတ္ထရွာနာမည်ရွာနာမည်ရွာနာမည်မသိဘဲနဲ့မပြောနဲ့တိမင်းကောက်ပါဘူးမသိသားငယ်လေးပြောပြမယ်ထိုးထလေးတော့မင်းတော့မင်းတိဖာဒုတ္ထအကျေးရွာဟုတ်တယ်စစ်ကောင်စီဘုံကျဲမှုကြောင့်ဒေသခံခလင်းငယ်၅ဦးတည်ဆုံသွားပြီလားခလေးတွေ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလူမဆန်ဘာလို့တီထွင်နေတဲ့အဲ့ဒီဟိုကပ္ပစအထုတ်တဲ့ဘုံနေရပါလဲခလေးတွေတတ်ဖို့လား ဒါသူတို့ယူရပြီးဟာမဟုတ်ဘူးလေကွာမင်းကလေဝက်လေမှာအဖားတို့အသက်မွေးဝမ်းကြောင်းပြုတ်နေတာဂျွာတွေကိုမီးရှို့ပြီးတော့မိန်းကလေးတွေကိုမရင်းချင်းဘူးလားကျွန်တော်မသိဘူးအေးတော်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 ခိုးတော့ကနေပြီးတော့ငါတို့ဒီအုတ်ချုပ်ခဲ့တဲ့နော်အခု88နောက်ပိုင်းမှာငါတို့ ဦးခင်ညဝင်းကျော်ဦးခင်ညဟုတ်အခုသူဘာဖြစ်နေပြီလဲသူပုံမအောင်တော့မဟုတ်တော့ဘူးဟောဒါဘာလို့မလဲလောက်တာပါပဲအဲပုတ်ဘူးဘူးလေကွာသူဝစ်လေတော်ငါပြောတာဝစ်လေပါပါဝစ်လေတော်ပြောဒီကအခုလေမင်းတက်ချုပ်ဒီပုံစံတိုင်းလုပ်နေသူလည်းမကြတော့ဘူးလဲပါပဲသူ့ကိုလေအဲ့လိုလေနေ့တိုင်းလေဟောတာသူ့ကိုမိတဲ့ခါကျအဲ့ချီကျုံးနဲ့ပစောက်ကိုလေချုပ်ချုပ်ပြီးသမီးသားကနေကြရင်တစ်ခါတော့ပြန်ဖြဲပြီးလိုက်ထွက်လိုက်နော်အဲ့လိုမျိုးထားအောင်ပါဘူးလေအဲ့တော့ပြုံးရွှေဆက်လာအဲ့တက်ချုပ်ကြီးဝစ်လေမဲဟာလေလာပြီလာပြီနော်မဒီကလေတင်ပြပေးလိုက်နိုင်ငံတကာနော်နိုင်ငံတကာလာပြီအာဆီယံလာပြီမလေးရှားနိုင်ငံဂျာယေးဝင်ကြီး ီးတဲ့နေပြည်တော်ခီးစဉ်တွင်ပြောဆိုခဲ့မှုများကိုအသေးစိတ်သတင်းထုတ်ပြန်လိုက်သဖြင့်မြန်မာစစ်တပ်၏လိန်လေသတင်းထုတ်ပြန်မှုများထင်ရှားပေါ်ပေါက်လာတယ်ကောင်ငါတို့တွေဒီဘက်ကနေမလေးရှားဝန်ကြီးနဲ့တွေ့တယ်ဘာညာစုကအာထောက်ခံပါတယ်ဘာကြီးကြောင့်မျိုးမျိုးဘယ်သူလဲနေပြီးတော့နေပြောတယ်လေရေကောက်ဝဲရေကောက်ဝဲကြီးကိုထောက်ခံပါတယ်လို့ပြောသွားတယ်ဘာညာလဲဗျအဲ့ဒီငါတို့ဘက်ကလူတွေကလည်းအဝကြောင့်မျိုးမျိုးကလည်းပြောတယ်လေဘာလဲအခုဘာလဲဒီအောက်ဆန်နဲ့ပတ်သက်ပြီးတော့တဲ့ အာသူကနေပြီးတော့ဟိုနိုင်ငံခေါင်းဆောင်တွေတွေ့တယ်ဒေါ်နယ်ထွန်းနဲ့တောင်မှတက်ချုပ်ကြီးကတွေ့အောင်မယ်ဆိုပဲဒီကောင်ပေါက်ရ40တွေပြောတာလေခွေးစကားခွေးယုံမို့ပါရဲ့ဟေးဟောဟိဟောဘူးလေကငါတို့ဘက်ကလူငါတို့ဘက်ကလူဟုတ်တယ်လေသူမဟုတ်မဟန်ပြောလို့ဒီလိုပြဿနာဒီပြဿနာတွေဖြစ်လာအခုနောက်တစ်ခေါက်တက်ပြောပြစစ်တပ်ရဲ့ရွေးကောက်ပွဲဝမ်းမြောက်ဝမ်းသာနဲ့ပူးပေါင်းဆောင်ရွက်မိဟုမလေးရှားနိုင်ငံသားကြီးဝန်ကြီးကမပြောဆိုခဲ့ပဲစစ်တပ်ကလိန်လေဝါရဖြန့်ခဲ့တယ်ဒါအပြင် အတူရောင်ရွေးကောက်ပွဲပေါ်မြန်မာစစ်အုပ်စုကြီးထုတ်ပြန်ချက်ကိုမလေးရှားမူဝါဒအဖွဲ့များအပြစ်တင်တဲ့အာဆီယံကိုအတုံးချကံမဖြစ်စေရမလေးရှားအစိုးရကိုတော့တတိပေးလိုက်တယ်ကျန်တဲ့နိုင်ငံတွေကဒါပဲဒီမင်းပြောတဲ့သတင်းပုံစံအတိုင်းဆိုရင်ငါတို့ကြီးတော်ကြီးပြောတဲ့စကားပုံလိုဖြစ်နေပြီဟုတ်ပါ ဟာစကားချင်းညာယူယူဆိုတာဒီလိုဖြစ်နေပြီဒါဟုတ်တော့ကစကားလို့ပြောနေတယ်ဟုတ်တယ်ပါရဲ့အဓိကတန်းငယ်လေးထပ်ပြီးတော့ဘောနော်ဟိုအချိန်လေးသိမ့်မရတော့ဘူးဆိုတော့လေဟိုတန်းငယ်လေးတရင်ပြီးတော့မဝင်းကားတရင်လေးကြောနေကြတရင်မဝင်းကားတရင်ကမင်းမဲမင်းမရှိမှာပဲလားမဝင်းကားတရင်ကတော့နှစ်ရက်တရင်ပေါ့နှစ်ရက်တရင်မနေ့ကမရလဲဘူးဟာမနေ့ကမရလဲတော့ဒီနှစ်ရက်တရင်လေးတင်ပြပေးမယ်နော်တန်းငယ်လေးအခုတင်ပြပေးမှာမဝင်းကားတရင်ကတော့10ရက်10လ2025ပေါ့နော်အဲ့ဒီကတော့ကချင်းပြည်နယ်ဟိုဗမော်မြို့နယ်မှာအသေးများမယ်ပါ နော်အသေးများမယ် နောက်ပြီးတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်မှာလည်းအသေးများမယ်ဗျ။တနင်္လာရီတိုင်းပူလောမြို့နယ်မှာတအူးလင်းဝင်ပါတယ်ဗျ။စကိုင်းတိုင်းမုံရွာမြို့နယ်မှာ၃ဦးသေးပါတယ်ဗျ။စကိုင်းတိုင်းချောင်းမြို့နယ်မှာ၃ဦးသေးပါတယ်ဗျ။ မန္တလေးတိုင်းကစုံမြို့နယ်မှာလည်း၃ဦးသေပါတယ်ဗျ။ဘလူးပခအသေးသေးကြီးပဲ။ပခိုးတိုင်းပြည်မြို့နယ်မှာ၁ဦးသေပါတယ်ဗျ။စုစုပေါင်းအလင်းဝင်တာနဲ့သေဆုံးတဲ့သူက၁၁ဦးရှိပါတယ်ဗျ။ဒါတော့အသေးများတဲ့ဟာတွေမပါဘူး။မပါဘူး။၁၁၁၁ဟိုပါ။၁၁မီတော့ငင်းတော့တာပေါ့။ဟုတ်ကဲ့အဲ့ဒါဆယ်ရက်နေ့ကသတင်းလေးနော်။အခုကကျွန်တော်တင်ပြပေးမှာအပေါ့၁၁ရက်၁၀လ၂၀၂၅နော်။ကျွန်တော်တို့ဒီမွေးငါသတင်းလေးကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာကျွန်တော်အသေးများတယ်ဗျ။အသေးများတယ်။အသေးတော်များတယ်။ပြီးရင်ကျွန်တော်မကွေးတိုင်း ဆလင်းဆလင်းမျိုးနဲ့မှာလေအသေးများတယ်ဗျ။ဟာသေချာတော့ဒီမပြူနိုင်သေးဘူး။နေတဲ့လူမရမရှိဘူး။အိုးအသေးများတယ်ဒီကကျတော့သခိုင်းတိုင်းချောင်းမျိုးနဲ့မှာ၅ဦးသေးတယ်ဗျ။ဟင်းပြီးရင်ကျွန်တော်တနင်္လာရီတိုင်းကျွန်တော်ပလောမျိုးနဲ့မှာကျွန်တော်၄ဦးအလင်းဝင်တယ်ဗျ။အဲ့ဒီတော့ကျွန်တော်17ရက်10လ2025မှာကျွန်တော်အသေးများတာမပါကျွန်တော်သေတာနဲ့အလင်းဝင်တာနဲ့စုစုပေါင်း၉ဦးပါဗျ။ဟာပထမ17ဦးဟုတ်နောက်က9ဦး17နဲ့9တက်ချုပ်ရေးပြေးတဲ့လူကနှစ်စာတိုးနေပြီဗျာ